်မင်္ဂလာပါရှင် CNI သတင်းဌာနရဲ့2025ခုနှစ်မေလ14ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့လက်နက်ကင်ပြည်ပခါတွေဖြစ်ပွားနေတဲ့မြန်မာနိုင်ငံရဲ့မြောက်ပိုင်းတောင်ပိုင်းနဲ့အနောက်ပိုင်းဒေသတွေမှာအခု2025ခုနှစ်အတွင်းစစ်ရေးနဲ့နိုင်ငံရေးအခြေအနေဘယ်လိုရှိလာနိုင်သလဲဆိုတဲ့အပေါ်စစ်ရေးနဲ့နိုင်ငံရေးအကက်ခတ်တွေကြားသုံးသပ်နေကြတယ်ဆိုတဲ့သတင်း ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲကော်မတီ BEC ကဝင်းကြီးချုပ်ဟောင်းရှိတ်ဟာစီနာရဲ့ပါတီကိုမှတ်ပုံတင်ခွင့်ဆိုင်ငံ့ခဲ့တဲ့ဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အခစားသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့လက်နက်ကင်ပိပခါတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံရဲ့မြောက်ပိုင်းတောင်ပိုင်းနဲ့အနောက်ပိုင်းဒေသတွေမှာအခု2025ခုနှစ်အတွင်းစစ်ရေးနဲ့နိုင်ငံရေးအခြေအနေဘယ်လိုရှိလာနိုင်သလဲဆိုတဲ့အပေါ်စစ်ရေးနဲ့နိုင်ငံရေးအခက်အခဲတွေကြောင့်တုံ့တက်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်နက်ကန်ပဋိပက္ခတွေဖြစ်ပွားနေတဲ့မြန်မာနိုင်ငံရဲ့မြောက်ပိုင်းတောင်ပိုင်းနဲ့အနောက်ပိုင်းဒေသတွေမှာအခု2025ခုနှစ်အတွင်းစစ်ရေးနဲ့နိုင်ငံရေးအခြေအနေဘယ်လိုရှိလာနိုင်သလဲဆိုတဲ့အပေါ်စစ်ရေးနဲ့နိုင်ငံရေးအခက်အခဲတွေကြောင့်တုံ့တက်နေကြပါတယ်။မြောက်ပိုင်းဒေသဟာနှိမ့်နှိုင်းရင်းနဲ့တွားနိုင်ပြီ တောင်ပိုင်းနဲ့အနောက်ပိုင်းဒေသတို့မှာတော့ပုံစံတစ်မျိုးဖြစ်လာနိုင်ကြောင်းစည်ရင်းတဲ့နိုင်ငံရဲ့အခင်းအကျင်းဟာရွေးကောက်ပွဲမတိုင်ခင်6လအတွင်းဖြစ်ပေါ်လာမယ့်အခြေအနေအပေါ်အဆုံးအဖြတ်ဖြစ်မယ်လို့ယူဆကြောင်းလည်းပိုးမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL NCS မှာဥက္ကဋ္ဌပုံမူကြီးခွန်ဥက္ကာကစည်ရင်းတဲ့တင်ထဏာကိုပြောပါရယ်ဒီနေ့ကအကောင့်တော့အစိုးတို့ရောပြောနေမဲ့သဘောလို့ကြည်စပါတယ်။နော်မြောက်ပိုင်းတွေကတော့ဗာ VVKIA ပါဝင်မြောက်ပိုင်းတွေကတော့ နင်းနိုင်နိုင်နင်းနိုင်နိုင်နဲ့ပွားပြီးတော့ဒီပကံတွေကလည်းပဲနည်းနည်းတက်တာမှာပေါ့အခုအဲ့ဒီလိုဖြစ်လာမဲ့အခါမှာဒီတောင်ပိုင်းကတော့ပို့ပြီးတော့နည်းနည်းချက်တယ်လာနိုင်တယ်ဒီအနောက်ပိုင်းပေါ့ဒီရခိုင်နဲ့ချင်းဘက်ကကြတော့လည်းပုံစံတစ်မျိုးဖြစ်နိုင်တယ်ဒါကြောင့်ဒီအကောင့်တော့အစိုးတော့ဖြစ်နိုင်ပါတယ်အဲ့ဒါလည်းပဲပေါ်မှုတွေလဲဆိုတော့လဲဆိုတဲ့ ဒီ level data ကိုကြီးစိုးထားတယ်ကျွန်တော်တို့ SAC ပေါ်မူတည်ပါတယ် SAC ကဒီကောင်းဆောင်တွေအနေနဲ့စင်ကြံတုံတရားနဲ့ဖြစ်စီပါလေကျွန်တော်တို့ဒီဒီပိတ်ပခါကိုကြော်လွားဖို့အတွက်နင်းလာရှာတဲ့အနေနဲ့ဖြစ်စီဒီယူကပွဲမတိုင်ခင်လောကမဲ့အချိန်က6လလောက်9လလောက်ကြာမှာပဲလေအဲ့ဒီအဲ့ဒီကြားမှာဖြစ်ပေါ်လာမဲ့အနေနဲ့ရေခင်းခြင်းကတော့အဆုံးဖြတ်ဖြစ်မယ်လို့ယူဆပါတယ်ဆရာမ မြန်မာနိုင်ငံမှာတိုင်းဒေသနဲ့ကိုင်အဖွဲ့အစည်းတွေ EAO ပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ PDF တို့နဲ့မြန်မာတပ်မတော်ကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားလျက်ရှိနေတာပါ AA TNLA MNDA တို့ပူးပေါင်းပြီးတပ်တုံညာနှစ်ခုစစ်စင်ရေးကို2023ခုနှစ်အောက်တိုဘာ28ရက်ကရှမ်းပြည်နယ်မြောက်ပိုင်းမှာဖော်ဆောင်ခဲ့ပြီးရှမ်းပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံးနှီးပါနဲ့အရှိမြောက်ပိုင်းတိုင်းစစ်ထဏာချုပ်ရမခကိုပါသိမ်းပိုက်ခဲ့တာပါဒါပေမဲ့လည်း MNDA နဲ့မြန်မာတပ်မတော်တို့တွေ့ဆုံဆွေးနွေးခဲ့မှုအရာ ရှမ်းပြည်နယ်မြောက်ပိုင်းကလာရှုကိုမြန်မာတပ်မတော်ထံပြန်လည်လွှဲပြောင်းပေးခဲ့ရပါတယ်။တခြားတစ်ဖက်မှာလည်း KIA ဟာ PDF တွေနဲ့ပူးပေါင်းပြီးကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးအတွင်းမှာမျိုးသိမ်းတိုက်ပွဲတွေဖော်ဆောင်နေရပါ။အဲဒီလိုပဲ AA ဟာလည်းရခိုင်ပြည်နယ်အတွင်းက18မြို့နယ်ထဲကမှ14မြို့နယ်အပအဝင်ရှမ်းပြည်နယ်ပလောဝါမြို့ကိုလည်းထိန်းချုပ်ထားသလိုအရာဝတီတိုင်းမကွေးတိုင်းစကိုင်းတိုင်းတို့မှာလည်းဒေသတွင်းလက်နက်ကိုင်တွေနဲ့ပူးပေါင်းပြီးမြန်မာတပ်မတော်ကိုတိုက်ခိုက်လျက်ရှိနေရပါ။တရုတ်အနေနဲ့သူ့ရဲ့မဟာဗျူဟာအရာ အပြစ်ကရက်စဲရေးကိုဆက်လက်လှုံ့ဆော်သွားနိုင်တဲ့အတွက်စီးရီးနဲ့နိုင်ငံရေးအခင်းချင်းကိုတော်လိုင်းရေးအင်အားစုရဲ့လှုံ့ဆော်နိုင်မှုအပေါ်မှာသာမူတည်တယ်လို့တရုတ်မြန်မာရေးလိလာသုံးသက်သူဒေါက်တာလှကျော်စောကစီးရီးနဲ့သတင်းဌာနကိုပြောပါတယ်။အဲဟိုဒါကတော့ဒီလိုရှိတယ်ဗျာကျမတို့ဘလောက်လုံနိုင်မလဲပေါ့မှာမဟုတ်တည်တယ်။ နော်ကျမတို့တော်လှန်ရေးဘက်ကလူတွေတရုတ်ကတော့သူ့နိုင်ငံရဲ့ခုနကကျမပြောလို့သူ့ရဲ့မဟာဗျူဟာနေပြီးတော့အပြစ်ခံရရှိရေးလို့ပါလို့ဆက်လုပ်မှာပဲအဲတရုတ်ကဒီလိုဝါဒေတာတို့မိုင်းလာတို့ကိုအဲသူ့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုအကြီးအကျယ်သူက ဟိုကုညီကြပဲလေဘာဖြစ်လို့လဲဆိုသူ့နိုင်ငံလည်းကတ်နေတာဖြစ်တော့နော်သူ့နိုင်ငံလည်းကတ်နေတာဖြစ်တော့သူကြီးကျယ်ကုညီတယ်အဲ့တော့အဲ့လိုလေးနဲ့သူကအဲဟိုပြကြနာကတော့ငင်းငင်းချမ်းချမ်းနဲ့တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်လို့ရှင်ဒေဒီကမဆိုဖွံ့ဖြိုးတက်မှန်ရယ်ဆိုရဟာကိုသူပြက်ပြီးတာလေအဲ့တော့ဂျန်နက်ဒေဒီလည်းသူတို့ဝပြဖို့စဉ်းစားတယ်ဒါပေမဲ့ကျမတို့ကခုနကကျမပြောပြီးဒီစစ်ကောင်စီကအပြတ်တိုင်မှာဖြစ်တော့မယ်ဆိုတာကျမတို့ကကျမတို့သိကြည့်ပါတရုတ်နိုင်ငံဟာ KIA AA TNL MDA တို့နဲ့မြန်မာတက်မလို့ကြားဂျောင်းဝင်ဆက်ဆက်ပေးပြီးငင်းကြဲရေးဆွေးနွေးနိုင်ဖို့ကြိုးပမ်းလျက်ရှိကတီအန်အလီနဲ့လာမယ့်ဩဂတ်လမှာထပ်မံတွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။တီအန်အလီနဲ့ဆွေးနွေးမှုအောင်မြင်ခဲ့ပါက AA အစား KIA ကိုဦးစားပေးဆွေးနွေးနိုင်ကြောင်းနဲ့တုံ့တက်မှုတွေရှိတာပါ။ဂျာမန်အေယိုအလိုင်းရက်က Federal Democracy ပြည်တော်စုဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့အဆိုပြုလာခြင်းက 2008ဖွဲ့စည်းပုံအခြေခံမဟုတ်ဘဲဖွဲ့စည်းပုံအသစ်ပေါ်ပေါ်ရေးကိုမျှော်မှန်းနေသလားဆိုကမေကွန်းထုတ်လျက်ရှိနေတဲ့ဆိုတဲ့သတင်းအပြည့်အစုံကိုတင်ဆက်ပေးပါမယ်။ ိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO ခုနှစ်ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ Seven EAO အလိုင်းရက်က Federal Democracy ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့အဆိုပြုလာခြင်းက2008ဖွဲ့စည်းပုံအခြေခံမဟုတ်ဘဲဖွဲ့စည်းပုံအသစ်ပေါ်ပေါက်လာရေးကိုမျှော်မဲနေသလားဆိုကမေးခွန်းထုတ်လျက်ရှိနေပါတယ်။ Seven EAO အလိုင်းရက်အနေနဲ့သူတို့ပြောတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ဆိုတဲ့အတိတ်ဘယ်ကိုနားဆကတ်ထန်ရှင်းရှင်းလင်းလင်းချပြတဲ့ကြောင်းရခိုင်ဥဆောင်ပါတီ AFP မှဥက္ကဋ္ဌဒေါက်တာအေးမောင်ကရှင်းနိုင်တဲ့တင်ဌာနကိုပြောပါရစေ။ အဲ့ဒီဂရိကကတော့ဒါ NCA စာချုပ်မှာလေးပါပါဖက်ဒရယ်နဲ့ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကိုတည်ဆောက်ပြီးအဲ့ဒီလိုတည်ဆောက်ဖို့အတွက်နာဇာကဒီအချင်းချင်းဖြစ်တဲ့တပ်မတော်ဒီအချင်းချင်းတည်ဆိုရဲဖက်နဲ့သွားနေတာဖြစ်ပါတယ်အခုနိုင်ငံကဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုဆိုရဲဥစ္စာဟာ2000ဖွဲ့စည်းပုံအခြေခံဥပဒေကိုခုနကဥတည်ချက်ဟိုဖက်ဒရယ်နဲ့ဒီမိုကရေစီစနစ်ကိုအခြေခံသောဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်အောင်ဆောင်ရွက်ဖို့အတွက်ရည်မှန်းတာလားသို့မဟုတ်2000ဖွဲ့စည်းပုံအခြေခံဥပဒေမှာအဲ့ဒီဖိထားချက်တွေမရှိလို့ ပူစည်းပုံအခြေခံဥပဒေအစ်တစ်ခုကို Federal Democracy စနစ်နဲ့ပြောင်းကြည့်နေပူစည်းပုံဖြစ်အောင်တွားဖို့ The 7 EUs ရေမှန်းလာလားဆိုတဲ့အကြောင်းရှင်းရှင်းလင်းလင်းနောက်ဆက်ကဆက်ကိုအတိပြေဖို့လိုပါလိမ့်မယ်ခုနရုပ်ကောက်ကိုရည်ထူဖို့လုပ်မယ်ရုပ်ကောက်ကဆိုတာတက်ကိုအခြေခံဥပဒေအရပေးတာချက်ဖြစ်တဲ့ကာကွယ်နဲ့လုံခြုံရေးကောင်စီကကျင်းပပေးမယ်အာဏာအနှင်းပေးမယ်7 EU ကိုအလိုင်းရဟာ2025ခုနှစ် AB 28 29ရက်တွေကအစည်းအဝေးတရက်ကျင်းပပြီးအချက်၅ချက်ဖော်ဆောင်ဖို့နာဆာကကိုအဆိုပြုခဲ့ပါတယ် ဒီပြည်ပခမှာပါဝင်သူအဖွဲ့တွေအလုံးဟာတနိုင်ငံလုံးအတိုင်းအတာနဲ့ကြိုတင်စည်းကမ်းသတ်မှတ်ချက်မရှိဘဲအပြစ်ရဲ့ကြေညာဖို့နင်းသက်ဆိုင်သူတွေအကြားဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာဂရီကဝတ်ပြုဖို့၃ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းဖို့၄ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့၅ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီရွေးကောက်ပွဲကျင်းပဖို့လို့ဖြစ်ပါတယ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုတက်မတော်ကလည်းလက်ခံထားပြီးဖြစ်ပြီးရွေးကောက်ပွဲကျင်းပပြီးနောက်လွတ်တော်ပေါ်လာတဲ့အခါပြင်ဆင်နိုင်ကြောင်းဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲလိုလျင်လည်းလူမှုဆန္ဒယူပွဲလုပ်ကဆောင်ရွက်နိုင်ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီ PPP မှအထွေထွေအတွင်းရေးမှူးဦးမျိုးဆက်သွေးကစီရင်နိုင်တဲ့ဌာနကိုပြောပါရယ် ဖွဲ့စည်းပုံလက်ရှိ2008ဖွဲ့စည်းပုံရဲ့အောက်မှာရွေးကောက်ပွဲဆင်းပါမယ်ဒီ2008ဖွဲ့စည်းပုံနဲ့လက်ရှိချင်နေပြီ Federal Democracy သဘောကိုပါရီဆိုရင်လေးဆောင်လေးပဲပါပြီးတော့မှတကယ် Federal ရဲ့အနေစားတာတွေမပြေပါဘူးအဲ့တော့ Federal Democracy နိုင်ငံတစ်ခုသွားကျင်လို့ဆိုရင်ဖွဲ့စည်းပုံချိန်ဥပဒေပြင်းကိုပြင်းရမှာအဲ့တော့လက်ရှိ SSC နဲ့တက်တာလည်းပဲဖွဲ့စည်းပုံချိန်ဥပဒေပြင်မယ်ဆိုတာသူတို့ကလည်းပြောတော့ပြောနေပြီးသားသူ့ဘက်ကလည်းပြင်ဆင်ရမယ်ပြင်ဆင်စင်နေဆိုတဲ့အချက်ကြီးသူတို့မှသာပြည့်စုံထားပြီးသားပေါ့နော်သို့တော့ဒါတွေဒီလွတ်တော်ပေါ်လာမှလွတ်တော်လမ်းကြောင်းကနေပြင်မှဖြစ်ကြမှာပေါ့ဘုလို့ရှိရင် င်အစနီးလမ်းနေလဲဆိုရင်တိတ်ဆင်ပြေဖို့မလွယ်ဘူးလေအဲ့တော့ရေကောက်ပွဲလုံးလုံးပြင်းလွတ်တော်ပေါ်လာလွတ်တော်ပေါ်လာတဲ့အချိန်ကမှ Federal ပူဆန်နဲ့ဖွဲ့စည်းပုံစီကအခုပြင်းပေါ့ပြင်းနေလဲပြင်းတာမို့အစ်စ်မှပြင်းရေးနေဆိုရင်လည်းဒီလိုညှဆန်းနိုင်ခံကိုဆန်းယူပြီးတော့မပြောင်းရေးပေါ့တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA မှာဒီမိုကရေစီနဲ့ Federal Democracy တို့ကိုအခြေခံတဲ့ပြည်တော်စုကိုနိုင်ငံရေးဆွေးနွေးပွဲရလဒ်တွေနဲ့အညီတိစောက်သွားဖို့လို့ပြဋ္ဌာန်းထားပါတယ် Federal Democracy ပြည်တော်စုဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့လို့အဆိုပြုလာတဲ့ 7A အရေးကိုအလိုက်ရဟာ NCA ထိုးထားတဲ့ RCSS PNN လို့ LNSB NDU DKBA KNU KNNA BC AMB တို့ဖြစ်ပါတယ်။ NASA ကဟာရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတို့မှာကျင်းပသွားမယ်လို့ပြောကြားထားပါတယ်။ရွေးကောက်ပွဲမှာပြည်သူလူထုကမဲမပေးပဲ노보တွေဖြစ်လာမှာကိုနိုင်ငံရေးပါတီတွေစိတ်ပူနေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နှစက်ကကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲမှာပြည်သူလူထုကမဲမပေးပေး노 vote တွေဖြစ်လာမှာကိုနိုင်ငံရေးပါတီတွေစိတ်ပူနေတယ်လို့နိုင်ငံရေးပါတီ32ပါတီရဲ့ပူးတွဲထုတ်ပြန်ချက်အရသိရပါဗျ။တရားစွဲကြံခိုင်းနေတဲ့ဖွံ့ဖြိုးရေးပါတီ USDP ဦးဆောင်ပြီး2025ခုနှစ်မေလ10ရက်ကရန်ကုန်မြို့မှာနိုင်ငံရေးပါတီ32ပါတီကခေါင်းဆောင်တွေတွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။အဲဒီနောက်ပူးတွဲပြီးအချက်18ချက်ကိုထုတ်ပြန်ကြေညာခဲ့ကြတာလည်းဖြစ်ပါတယ်။အဲဒီအချက်တွေထဲမှာတော့ရွေးကောက်ပွဲဆိုတာဟာ နိုင်ငံသားအလုံးအတွက်အကျိုးစီးပွားဖြစ်ပြီးအောင်မြင်အောင်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့လိုကြောင်းလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လာဖို့အတွက်နိုင်ငံတော်နဲ့ UEC တို့ကကြိုးပမ်းဆောင်ရွက်လျက်ရှိပေမဲ့လည်းအကြမ်းဖက်သမားတွေရဲ့အကြမ်းဖက်ဆောင်ရွက်မှုတွေကြောင့် no vote တွေဖြစ်လာနိုင်ပါကြောင်းဆွေးနွေးထားတာပါဒါကြောင့်ပြည်သူတွေမဲပေးရေးကိုစိတ်ဝင်စားလာအောင်အသေးကြကမဲတပြဓမ္မမဟုတ်အုံနောက်ထဲကမဲတပြဟာ ူနဲ့သူ့မိသားစုရဲ့အနာဂတ်အတွက်ဘလောက်အရေးပါလဲဆိုတာကိုသိရှိနားလည်တဲ့အထိပါတီမဲဆွယ်ခြင်းမျိုးမဟုတ်တဲ့မဲပေးရေးလှုပ်ရှားမှုတွေကိုပါတီဆွဲကင်းစွာဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့အကြံပြုလိုပါကြောင်းလည်းဆွေးနွေးခဲ့ကြတာပါမြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတွေအတွင်းမှာရွေးကောက်ပွဲကျင်းပသွားမယ်လို့နတ်ဆက်ကဥက္ကဋ္ဌဘူချုပ်မူကြီးမင်းအောင်လိုင်ကပြောထားတာပါဒါပေမဲ့နတ်ဆက်ကနဲ့မြန်မာတက်မတော်ကိုဖြုတ်ချရေးလက်နက်ကင်တိုက်ခိုက်နေတဲ့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီ အမျိုးသားညညရေးအတိုင်းပေးခံကောင်စီ NUCC တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တချို့ပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ PDF ဒီမိုကရေစီအရေးတက်ကြလှုပ်ရှားသူတွေကတော့နတ်ဆက်ကကျင်းပမဲ့ရွှေခောက်ပွဲကိုမပြတ်ပြတ်အောင်ဖျက်ဆီးမယ်လို့ထုတ်ပြန်ထားကြပါဗျ။အဲဒီနောက် NUCC ကနတ်ဆက်ကကျင်းပမဲ့အတူရောက်ရွှေခောက်ပွဲကိုပါတီမှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီတွေအနေနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမလုပ်ကြဘူး။2025ခုနှစ်မေလ10ရက်မှာထုတ်ပြန်ခဲ့တာပါ။လက်ရှိမြန်မာနိုင်ငံတော်မှာလက်နက်ကိုင်တိုက်ပွဲတွေပြင်းထန်နေပြီး နတ်ဆက်ကအနေနဲ့မြို့ပေါင်း60ကျော်ကိုလက်လွတ်ဆုံးရှုံးထားရသလိုနိုင်ငံရေးပါတီတွေရဲ့အခမ်းကဏ္ဍဟာလည်းမှဲမိန်လျက်ရှိနေတာဖြစ်ပါတယ်။လက်တလောအခြေအနေအရနိုင်ငံရေးပါတီတွေဟာ6တီး6ချက်လက်နက်ကင်အဖွဲ့ငယ်တွေလောက်ပင်ဩဇာတိကမာနှဲပါသလိုဖြစ်နေတယ်လို့နိုင်ငံရေးပါတီ32ပါတီရဲ့ပူးတွဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီနိုင်ငံရေးပါတီ32ပါတီရဲ့ပူးတွဲထုတ်ပြန်ချက်မှာတော့ USDP ပါတီ၊ရခိုင်ဥဆောင်ပါတီ AFP ၊ရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ကြားဖြူပါတီ၊တိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီတာဆာညာ ဒီမိုကရေစီပါတီတစ်ကချင်း၊လီစုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဒူးလေးပါတီ၊ခုမင်းအမျိုးသားပါတီမွန်တိုးတက်ရေးပါတီတို့လည်းပါဝင်ကြပါတယ်။ CNI သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲကော်မတီ BEC ကဝင်းကြီးချုပ်ဟောင်းရှိတ်ဟာစီနာရဲ့ပါတီကိုမှတ်ပုံတင်ခွင့်ဆိုင်ခံခဲ့တဲ့ဆိုတဲ့သတင်းအပြည့်အစုံကိုတင်ဆက်ပေးပါမယ်။ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲကော်မတီ BEC က ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာရဲ့အဝါမီဂလီပါတီကိုမှတ်ပုံတင်ခွင့်ဆိုင်ငံ့ခဲ့တယ်လို့အိန္ဒိယ Express ကဖော်ပြခဲ့တာပါ။ဒါကြောင့်လာမယ့်အထွေထွေရွေးကောက်ပွဲမှာတော့အဝါမီလစ်ပါတီရဲ့ဝင်ရောက်ရှင်ပြိုင်ခွင့်ကိုထိရောက်စွာတားမြစ်နိုင်ခဲ့တာပါ။ငင်းကြဲရေးနိုဘယ်ဆုရှင်မိုဟာမက်ယူနိုဦးဆောင်တဲ့ယာယီအစိုးရအဖွဲ့ဟာအကြမ်းဖက်မှုတိုက်ဖြတ်ရေးအဥပဒေအောက်မှာအဝါမီလစ်ပါတီရဲ့လှုပ်ရှားမှုအလုံးကိုတားမြစ်ခဲ့ပြီးတဲ့နောက် ရွေးကောက်ပွဲကော်မရှင်ရဲ့ကြေညာချက်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။အမျိုးသားလုံခြုံရေးချင်းချောင်းမှုတွေ၊ရာနဲ့ချီတဲ့ဆန္ဒပြသူတွေရဲ့တိုက်စုံမှုနဲ့ပတ်သက်ပြီးအဝါမီလီပါတီရဲ့ထိပ်သီးကောင်းဆောင်တွေကိုစိတ်ရဆွေးမှုတွေနဲ့စုံစမ်းစစ်ဆေးနေမှုတွေကြောင့်ပါတီရဲ့လှုပ်ရှားမှုတွေကိုတားမြစ်ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ကြားဖြတ်အဆိုရကပြောကြားခဲ့တာပါ။အဝါမီလီပါတီအပါအဝင် ဲ့ဒီပါတီနဲ့ဆက်နွယ်တဲ့အဖွဲ့အစည်းတွေရဲ့လှုပ်ရှားမှုအားလုံးကိုပိတ်ပင်တဲ့ကြည်တရေးဝန်ကြီးဌာနရဲ့ဆုံးဖြတ်ချက်နဲ့အတူရွေးကောက်ပွဲကော်မရှင်ဟာအဝါမီလီပါတီရဲ့အမှတ်ပုံတင်မှုကိုဆိုင်းငံ့ဖို့ဆုံးဖြတ်ခဲ့တယ်လို့ရွေးကောက်ပွဲကော်မရှင်အတွင်းမှချုပ်အက်တာအမက်ကပြောကြားခဲ့တာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ရွေးကောက်ပွဲဥပဒေတွေအရနိုင်ငံအတွင်းရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ပါတီဟာ ရွေးကောက်ပွဲကော်မရှင်မှာမှတ်ပုံတင်ဖို့လိုအပ်တာပါဘင်္ဂလားဒေ့ရှ်မှာဆယ်စုနှစ်နှစ်စုကျော်ကြာအုပ်ချုပ်ခဲ့တဲ့အဝါမီလီပါတီကိုဆိုင်းငံ့လိုက်တာဟာနိုင်ငံအတွင်းပြုလုပ်မဲ့ဘယ်ရွေးကောက်ပွဲမှမဆိုဝင်ရောက်ရှင်ပြိုင်ခွင့်ကိုတရားဝင်ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ဇောင်းအဝါမီလီပါတီရဲ့မှတ်ပုံတင်မှုကိုရွေးကောက်ပွဲကော်မရှင်ကပြန်လည်ခုမပြုမီအချိန်အထိအဝါမီလီပါတီဟာရွေးကောက်ပွဲဝင်ခွင့်မရှိဘဲနဲ့ဆိုင်းငံ့ခံထားရမှာပါ။ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာတော့အဝါမီလီနဲ့သူ့ရဲ့ဆက်ဆက်အဖွဲ့တွေဟာပုံနှိပ်ထုတ်ဝေမှုတွေ မီဒီယာတွေမှာဖော်ပြမှုတွေအွန်လိုင်းနဲ့ဆိုရှယ်မီဒီယာမဲဆွယ်စည်းရုံးမှုတွေစီတန်းလှည့်လည်မှုတွေစုဝေမှုဒါမှမဟုတ်အစည်းအဝေးတွေပြုလုပ်တာအပါအဝင်နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုတွေမပြုလုပ်ဖို့တားမြစ်ထားပါတယ်။2024ခုနှစ်ရွေးကောက်ပွဲမှာစတုထမြောက်တပ်တန်းကိုအနိုင်ရခဲ့တဲ့ဟာစီနာဟာ2024ခုနှစ်ဩဂတ်လကစူပူအောင်ကြောင်းမှုတွေအတွင်းအိန္ဒိယကိုထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီးရင်းနှုတ်ဥဆောင်တဲ့ယာယီအစိုးရကအာဏာကိုလွှဲပြောင်းရယူခဲ့တာဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာမေလ12ရက်နေ့မှာပြုလုပ်ခဲ့တဲ့ကြားပြတ်ရွေးကောက်ပွဲမှာသမရဟောင်းဒူတာဒေဟာမြို့တော်ဝင်အဖြစ်ရွေးကောက်ခံရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖိလစ်ပိုင်နိုင်ငံမှာမေလ12ရက်ကပြုလုပ်ခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲမှာတော့မျော်လင့်မထားတဲ့ရလဒ်တွေထွက်ပေါ်ခဲ့ပြီးနောက် တမရဟောင်းဒူတာဒီကမြို့တော်ဝင်အဖြစ်ရွေးကောက်ခံခဲ့ရတယ်လို့နေကိုင်းအိရှာကဖော်ပြခဲ့ပါတယ်။အဲ့ဒီရွေးကောက်ပွဲမှာမဲရလက်80ရာခိုင်နှုန်းကိုရှေ့တွက်ပြီးချိန်မှာတော့တမရဖာတီနန်မာကော့စ်ဂျူနီယာရဲ့မဟာမိတ်တွေဟာအထက်လွှတ်တော်နေရာတွေကိုမျှော်မှန်းထားသလောက်ရရှိခဲ့ခြင်းမရှိပါဘူး။မူရစေဝါစစ်ပွဲအတွင်းလူပေါင်းထောင်ချီတည်ဆုံခဲ့မှုနဲ့ပတ်သက်ပြီးနယ်သာလန်နိုင်ငံဒီဟိတ်မျိုးရှိနိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး ICC မှာ ထိမ့်သိမ်းခံထားရတဲ့တမရဟောင်းရိုဒရီဂိုဒူတာတီဟာဓာပေါင်းမျိုးတော်ဝင်အဖြစ်ရွေးကောက်ခံခဲ့ရတာပါ။ဒါကြောင့်ဆွဆွဲပြစ်တီခံထားရတဲ့သူ့ရဲ့သမီးဖြစ်သူဆာရာဒူတာတီရဲ့နိုင်ငံရေးကံကြမ္မာဟာလည်းကြီးမားတဲ့ပြောင်းလဲမှုမရှိခဲ့ပါဘူး။မေလာ၁၂ရက်ကပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲမှာတော့အထက်လွှတ်တော်ရဲ့နေရာ၁၂နေရာအောက်လွှတ်တော်ရဲ့နေရာ318နေရာကြီးနယ်တွေမြို့တွေနဲ့မြို့နယ်တွေရဲ့ဒေသန္တရအုပ်ချုပ်ရေးယာဒူးနေရာ စုစုပေါင်း18000အတွက်မဲပေးဖို့မှတ်ပုံတင်ထားတဲ့ဖိလစ်ပိုင်နိုင်ငံသား68တန်းကျော်ကမဲပေးခဲ့ကြတာဖြစ်ပါတယ်။အထက်လွှတ်တော်ဆက်နေနေရာမှာတော့တမရမာကော့စ်ဂျူနီယာရဲ့မဟာမိတ်တွေက6နေရာရခဲ့ပြီးဒူတာဒီမီတာစုကထောက်ခံပေးထားတဲ့ကိုစလေလောင်းနေထဲကမှတဦးကသာအထက်လွှတ်တော်နေရာတနေရာကိုရရှိခဲ့တာပါ။တမရဟောင်းဒူတာဒီဟာဒါပေါင်းမျိုးတော်ဝင်အဖြစ်ထပ်မံရွေးကောက်ခံရလိမ့်မယ်လို့မျှော်မှန်းထားတဲ့အတိုင်းပဲအနိုင်ရခဲ့တာဖြစ်ပြီးတော့သူတို့မိသားစုဟာအဲ့ဒီမျိုးရဲ့မျိုးတော်ဝင်နေရာကို 1980ပြည့်နှစ်ခရီးကရရှိခဲ့ကြတာဖြစ်ပါတယ်။ဒူတာဒီဟာ2016ခုနှစ်ကတမနာအဖြစ်ရွေးကောက်မခံရမီအချိန်အထိဓာပေါင်းမြို့တော်ဝန်အဖြစ်နှစ်ပေါင်း20ကြာတာဝန်ထမ်းဆောင်ခဲ့တာပါ။တက်တန်းဝက်ရွေးကောက်ပွဲရဲ့ရလဒ်အပြည့်စုံကိုအခုသတင်းပတ်အတွင်းမှာတရားဝင်ထုတ်ပြန်သွားမှာဖြစ်တယ်လို့လည်းတာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးစစ်ပွဲကိုစုပေါင်းရင်ဆိုင်ဖို့တရုတ်သမ္မတရှီကျင်းဖင်ကတိုက်တွန်းခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးစစ်ပွဲကိုစုပေါင်းရင်ဆိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာငင်းချမ်းရေးနဲ့တင်းကျင်ရေးကိုတွန်းမြင့်ဖို့တရုတ်သမ္မတရှီကျင်းဖင်ကနိုင်ငံတွေကိုတိုက်တွန်းခဲ့တယ်လို့ South China Morning Post ကနေဖော်ပြခဲ့ပါတယ်။ကုန်သွယ်ရေးစစ်ပွဲတွေမှာအနိုင်ရရှိသူမရှိကြောင်းလည်းရှီကအမေရိကန်ကိုရည်ညွှန်းပုံပေါ်တဲ့မှတ်ချက်စကားကိုလည်းပြောကြားခဲ့တာပါ။အနိုင်ကျစ်ပူကြမှုဓမ္မမဟုတ်စိုးမှုချေလဲမှုဟာမိမိကိုယ်ကိုဖယ်ကျင်းတဲ့အခြေအနေကိုရောက်ရှိသွားစေနိုင်တယ်လို့ရှီကလက်တင်အမေရိကနဲ့ Caribbean နိုင်ငံတွေကခေါင်းဆောင်တွေကိုပြောကြားခဲ့တာဖြစ်ပါတယ်။အဲ့ဒီပြောကြားချက်ဟာအမေရိကန်တရုတ်ကုန်သွယ်ရေးဆွေးနွေးမှုအပြီး ရှီရဲ့ပထမဆုံးအကြိမ်လူသိရှင်ကြားပြောကြတဲ့မှတ်ချက်စကားတစ်ခုဖြစ်ပါတယ်။ရှီဟာမေလ13ရက်ကဗေကျင်းမြို့တော်မှာပြုလုပ်တဲ့တရုတ်လက်တင်အမေရိကနဲ့ကာရေဘီယံနိုင်ငံများဖိုရမ်ရဲ့စတုတ္ထအကြိမ်များဝင်ကြီးအဆင့်အစည်းအဝေးဖွင့်ပွဲမှာမိန့်ခွန်းပြောကြားခဲ့တာပါ။ ကဘာကြီးကလျင်မြန်စွာပြောင်းလဲနေတဲ့ရာစုနေတဲ့ကိုရောက်နေပါတယ်။အန်ရဲပေါင်းစုံရှိနေပါတယ်။စီလုံးညီညွတ်မှုနဲ့ပူပေါင်းဆောင်ရွက်မှုတွေကတဆင့်ကဘာငင်းချင်းရင်းနဲ့တင်းကြီးမှုကိုထိမ့်သိမ့်နိုင်မှာပါလို့ရှိကပြောကြားခဲ့တာပါ။တရုတ်နဲ့လက်တင်အမေရိကကာရေဘီယံနိုင်ငံတွေဟာကဘာတောင်ချမ်းဒေသရဲ့အရေးကြီးတဲ့နိုင်ငံတွေဖြစ်ပြီး ရှိရင်းဆွဲအခွင့်အရေးတွေတရားမျှတမှုတွေဟာမိမိတို့အားလုံးရဲ့ဘုံရီမှန်းချက်တွေဖြစ်တယ်လို့လည်းရှိကဆိုတာပါတရုတ်ဟာမြင့်တက်လာတဲ့ပထဝီနိုင်ငံရေးတင်မာမှုတွေအဖွဲ့အစည်းတွေကြားထိတိုက်တွေ့မှုနဲ့တပတ်သက်ဆန်တဲ့လုံဆောင်ချက်တွေကိုဖြည့်ရှင်းရမှာတခြားနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မှုဆန္ဒရှိကြောင်းလည်းရှိကပြောကြားခဲ့တာဖြစ်ပါတယ် CNN သတင်းဌာနရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အခစားသတင်းကိုတင်ဆက်ပေးပါမယ်။ United အသင်းနီးပြအာမိုယင်ဟာ စပါးသင်းနဲ့ရှင်ပြိုင်မဲ့ယူရိုပါလိဘောလူပွဲကိုကြည့်ရှုနိုင်ဖို့အတွက်သူ့ရဲ့နောက်ွယ်မှာရှိတဲ့ဝန်ထမ်း30ဦးနဲ့သူတို့ရဲ့မိသားစုတွေရဲ့လက်မှတ်ခါကိုပေးချေခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ United အသင်းနီးပြအာမော်ရင်ဟာစပါးအသင်းနဲ့ရှင်ပြိုင်မဲ့ယူရိုပါလိဘောလူပွဲကိုကြီးရှုနိုင်မှုအတွက်သူရဲ့နောက်ကွယ်မှာရှိတဲ့ဝန်ထမ်း30ဦးနဲ့သူတို့ရဲ့မိသားစုတွေအတွက်လက်မှတ်ခကိုပေးချေခဲ့ပါတယ် United အသင်းဟာဝတ်စုံစီစဉ်သူအပါအဝင်နီးပြတွေပံ့ပိုးမှုတွေပြုလုပ်မဲ့ဝန်ထမ်းတွေရဲ့မိသားစုတွေနဲ့တငယ်ချင်းတွေအတွက် အခမဲ့လက်မှတ်ပေးသွားဖို့မရှိတာပါ။ယူရိုပါလိဘောလုံးပွဲရှင်ပြိုင်မဲ့ United နဲ့ Spa အသင်းတို့ဟာလက်မှတ်ခွဲတဲ့15000ရရှိထားတာဖြစ်ပါတယ်။စပါတင်ဟာသူတို့ရဲ့အချိန်ပြည့်ဝန်တန်းတွေအတွက်အခမဲ့လက်မှတ်တစ်စောင်စီပေးသွားမှာဖြစ်ပေမဲ့လေ United အသင်းကတော့ဝန်တန်းတွေအတွက်အရေးအတွက်အနည်းငယ်သာဖိထားခဲ့တာပါ။ ESPN က United နီးပြရီအကစားကုထုံပညာရှင်တွေနဲ့ ံပိုးကူညီမှုတွေပြုလုပ်မဲ့အဖွဲ့တွေကိုအသင်းကကိုယ်ပိုင်လက်မှတ်ဝယ်ယူဖို့ပြောထားတယ်လို့ဖော်ပြထားပါဗျ။အဲ့ဒါကြောင့်ပဲနီးပြအမော်ရင်ဟာသူတို့ရဲ့လက်မှတ်ခါတွေကိုပေးချေခဲ့တာပါ။ United အသင်းဟာသူတို့ခွဲတန်းရရှိထားတဲ့လက်မှတ်တွေကိုပြည်သက်တွေကိုရောင်းချနိုင်ဖို့ကိုသာဦးစားပေးလှုပ်ဆောင်နေတာဖြစ်ပါတယ်။ United အသင်းဟာကစားသမားတဦးစီကိုလည်းလက်မှတ်နှစ်ဆောင်စီသာပေးထားပြီးတော့သူတို့ရဲ့မိသားစုတွေနဲ့မိတ်ဆွေတွေကိုလက်မှတ်ဝယ်ယူခြင်းရောင်းချမယ်လို့ပြောထားတာဖြစ်ပါတယ်။ United အသင်းကြီးပြအာမော်ရင်ဟာသူ့ရဲ့နောက်ွယ်ကဝန်ထမ်းတွေရဲ့မိသားစုဒါမှမဟုတ်တငယ်ချင်းတွေလိုက်ပါနိုင်မဲ့လက်မှတ်နှစ်ဆောင်ခါကိုပေးသွားမှာဖြစ်ပြီးသူ့လက်မှတ်ခါစိုက်ပေးခဲ့တဲ့သူတွေထဲမှာလဆာနေပါတဲ့ဝန်ထမ်းတွေလည်းပါဝင်နေတာပါ United အသင်းဟာဘိုးဒဲပိုင်ရှင်စာကျင် Red Click အသင်းကိုရောက်ရှိလာပြီးကလေးက ဝန်ထမ်းများပြားလျှော့ချတာအပါအဝင်ကုန်ကျစရိတ်တွေကိုတတ်တာအောင်ပြုလုပ်နေတာပါ။ United အတင်ဟာ Europa League ဘောလုံးပွဲမှာအနိုင်ရခဲ့ရင်တော့အမိုးဖွင့်ဘတ်စကာနဲ့လက်ပတ်အောင်ပွဲခံမှာမဟုတ်ပေ။ Calendar လက်ကျည်ရေးကွင်းမှာပဲအကင်ဆုံးကြွေးပြီးအောင်ပွဲခံဖို့စီစဉ်ထားရတယ်ဖြစ်ပါတယ်။ CNN သတင်းဌာနရဲ့2025ခုနှစ်မေလ14ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြံပါကြပါစေရှင်။ thank you